ဒီတစ်ဖက်ပြောပြပေးမဲ့ပုံကင်လေးကတော့မူတာပြောရတော့တိုးချောင်းသား The boy who cried wolf မိစေမြအားလုံးမင်္ဂလာပါခင်ဗျာ KK Story Channel မှာជួសបាយပုံမြင်လေးတွေကိုအငဲမကဲတင်ဆက်ပေးနိုင်ဖို့ KK Story Channel လေးကို Like and Subscribe လုပ်ခဲ့ကြပါဦးခင်ဗျာတခါတော့ကတာယာလပ်ပရဲ့ဂျေးရွာတရွာရဲ့အနီးမှာတိုးအုပ်ကြီးကိုစောင်းလျှောက်ရတဲ့တိုးချောင်းသားလေးတစ်ယောက်ရှိခဲ့တဲ့ ဲ့ဒီတိုးချောင်းသားလေးရဲ့နာမည်ကတော့မောင်ဆန်ရှားရွာသူရွာသားနေဟာသူတို့ရဲ့တိုးတွေကိုနေ့စဉ်တောင်ဦးဘော်ကစိမ့်ဆိုတဲ့မြက်ခင်းမြန်မှာလွတ်ချောင်းပြီးမောင်ဆန်ရှားကိုစောင့်ကြည့်ဟုတာဝန်ပေးထားကြပါတယ်မောင်ဆန်ရှားရဲ့အလုတ်ကရိုးရှင်းပေမဲ့ပြင်းစရာကောင်းလှပါတယ်သူဟာနေ့စဉ်တောင်ကုန်းထိပ်ပေါ်မှာထိုင်ပြီးတိုးကလေးတွေလုံကြုံစွာ စားတောက်နေတာကို ကြည့်နေရတယ်။ပဝင်းကျင်ကငိမ့်တက်လွန်းလို့သူဟာပြင်းရီလာတယ် တောင်ကုန်းရဲ့အောက်ခြေမှာရွာကလေးကိုနိုင်မြင်မိရပေမဲ့ရွာကလူတွေနဲ့ဝေးကွာနေတာကြောင့်တယောက်ထဲနေရတဲ့စိတ်အထီးကျမှုနဲ့ငီးငွေ့မှုက ကြီးစိုးနေကြတယ်။ဒီနေ့လဲဘာမှမထူးကြပါလားလို့သူကမကြာခဏညှိတွားလေးရှိတယ်။ခွေးဝင်ပလူတကောင်လောက်ရောက်လာရင်တော့ရွာကလူတွေပြေးလာကြပြီးစိတ်လှုပ်ရှားစရာဖြစ်သွားမှာပဲလို့သူဟာတွေးမိတယ်။တနေ့မှာတော့မောင်ဆန်ရှာဟာသူ့ရဲ့ညီငွေမှုကိုဖြီးဖြောက်ဖို့အတွက်မိုင်မဲတဲ့အကြံတစ်ခုရလာခဲ့တယ်။ သူဟာလက်နှစ်ဖက်ကိုပါးစပ်မှကတ်ပြီးအတန်ကုန်အော်ဟစ်လိုက်ပါတော့တယ်။ဝမ်မလွေဝမ်မလွေလာနေပြီတိုးတွေကို လာစားနေပြီကဲကြပါဦး။မောင်စန်ရှားရဲ့အော်တန်ကြောင့်တောင်ကုန်အော့ကရွာသူရွာသားတွေဟာကြောက်ရွံ့တုန်လှုပ်သွားကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့တိုးတွေဟာသူတို့ရဲ့အသက်မွေးဝမ်းကြောင်းမှုဖြစ်နေတာကြောင့်ပါ။ရွာသားတွေအားလုံးဟာဓာတ်တွေတုတ်တွေကင်ပြီးဝမ်မလွေကိုတိုက်ထုတ်ဖို့အတွက်တောင်ကုန်းဘော်ကိုအသေးအံပြေးတက်လာကြတာပေါ့။ မောပန်းစွာနဲ့တောင်ကုန်းထိပ်ကိုရောက်လာတော့သူတို့မြင်လဲရတာကတော့ဘာမှမဟုတ်ပါဘူး။တိုးတွေအားလုံးဟာလုံကြုံစွာမျက်စားနေကြပြီးဝမ်ဘလီရဲ့အကြီးအယောင်တောင်ဝတွေ့ရဘူး။လူကြီးတွေအားလုံးမောပန်းနွမ်းနေတဲ့ချိန်မှာဆန်ရှားကတော့ရေမောပျော်ရွှင်နေတယ်။ခမည်းတော်ကလည်းအယမ်းရေရတာပဲ။ကျွန်တော်နမ်လိုက်တာပါ။ဝမ်ဘလီဘယ်ကလာရမှာလဲ။ကျွန်တော်ပြင်းလွန်းလို့စလိုက်တာပါလို့သူကပြောလိုက်တယ်။ ရွာသူရွာသားတွေဟာမောင်ဆန်ရှားကိုဒေါသထွက်သွားကြတာပေါ့အချင်းကုံလူပန်းယုံတာမကစိတ်မသက်မသာဖြစ်ခဲ့ရတဲ့အထွာမောင်ဆန်ရှားကိုစူပူကြည်မောင်းပြီးရွာကိုပြန်ဆင်းသွားကြတယ်မောင်ဆန်ရှားလေးကတော့သူ့ရဲ့လှည့်စားမှုကြောင့်ပျော်ရွှင်နေပြီးသူ့ကိုလာခဲ့တဲ့လူတွေကိုလှောင်ပြောင်ရယ်မော်နေခဲ့တယ်နောက်တစ်ရက်မှလည်းမောင်ဆန်ရှားဟာဒီလိုပဲပြင်းကြီးလာပြန်လာပေါ့ဒါကြောင့်သူဟာပထမအချိန်အတွေ့အကြုံကရခဲ့တဲ့ပျော်ရွှင်မှုကိုပြန်လို့ခြင်းသာကြောင့် ထပ်မံလဲစားဖို့ကြံစီပြန်တယ်။သူဟာအာကုံတုံးပြီးပုံမကျောက်လန့်တုံလွတ်တဲ့ပုံစံနဲ့အော်ဟစ်လိုက်ပြန်တယ်။ကဲကြပါဦးဝင်းဘူးလွေဒီတခါတော့တေးကြတယ်ဝင်းဘူးလွေလာစားနေပြီကဲကြပါရွာသားတွေဟာဒီတစ်ကြိမ်ထက်အော်ပြောတော့ပထမတစ်ကြိမ်အော်ရုံးကလောက်စိတ်မဝင်စားတော့ပါဘူး။မောင်ဆန်းချလင်းနေတာဖြစ်ရမယ်လို့ရွာသားတွေကတွေးနေကြတယ်ဒါပေမဲ့တိုးရီတကယ်အန်ဒီရဲ့ဂျုံရင်ဒုက္ခရောက်မှာဆိုတာကြောင့်မယုံတင်ကဖြစ်ပြီးမဲ့ ရွာသားတွေဟာတောင်ကုန်းစီကိုပြီးတက်လာကြပြန်တာပေါ့သူတို့တောင်ကုန်းဘော်ကိုရောက်လာတော့အရင်နေ့ကလိုပါပဲမောင်ဆန်ရှားဟာအမားကိုထတ်လုပ်ပြီးရေမိုးနေပြန်တယ်ဟာဟာဟာခမရတို့ကအရန်ယိုးအလွတ်နေဗျာကျွန်တော်ကိုလာခဲ့မယ်လို့ထင်ကိုမထင်ထားဘူးလို့သူကပြောလိုက်တယ်ဒီတချိန်မှာတော့ရွာသူရွာသားတွေဟာအလွန်ဒေါသထွက်ပြီးစိတ်ပြတ်သွားကြတယ်သူတို့ဟာမောင်ဆန်ရှားကိုလုံးဝအယုံကြည်မရှိတော့ဘူး မောင်ဆန်ရှားရဲ့စကားကိုဘယ်တော့မှမယုံတော့ဘူးလို့သူတို့စိတ်ထဲမှာမှတ်ထားလိုက်ကြတယ်။အချိန်တွေအင်အားမရအလဟတကုန်ခဲ့ရတဲ့အတွက်နောင်ဆိုရင်မောင်ဆန်ရှားရဲ့အော်ဟစ်ထန်ကို လုံးဝလစ်လူရွှေ့ထားဖို့ရွာသူရွာသားတွေဟာစုံရွှတ်လိုက်ကြတယ်။နောက်ဆုံးတော့မောင်ဆန်ရှားအော်ပြောခဲ့သလိုအမှန်တကယ်အဖြစ်အပျက်တစ်ခုထစ်လာခဲ့ပါတယ်။တကယ်ပဲဆာလောင်နေတဲ့ဝင်းပလီတကောင်ဟာတောအုပ်ထဲကနီးထွက်လာပြီးတိုးအုပ်နာကိုချင်းကပ်လာခဲ့တယ်။ မောင်ဆန်ချားဟာတကယ်ပဲဝင်းမလီကိုမြင်လိုက်ရတော့ကြောက်လန့်တုန်လို့တွာလာပေါ့သူ့ရဲ့ရင်ထဲမှာဖြိုရှင်စရာနောက်ပြောင်မှုတွေလည်းမရှိတော့ဘူးအမှန်တကယ်ဘေးအန်ဒီရဲ့ကိုရင်ဆိုင်နေရတာကြောင့်သူဟာအားကုန်တုံပြီးအရင်ကထပိုမိုကျဲလောင်စွာအော်ဟစ်လိုက်တယ်။ကဲကြပါဦးကဲကြပါဦးဒီတစ်ခါတော့တကယ်ဝင်းမလီလာနေပြီကျွန်တော်တိုးတွေကိုလာစားနေပြီတကယ်ပါကဲကြပါသူဟာအသေးအတန်အော်ဟစ်ပင်ပဲရွာကလူတွေဟာဘသူကမှလာမကြည့်ကြတော့ဘူး ရွာသူရွာသားတွေဟာ သူတို့ရဲ့အလုပ်တွေကိုပုံမှန်အတိုင်းပဲဆက်လုပ်နေကြတာပေါ့ဖိုကလီထတ်နောက်နေပြန်ပြီလို့ရွာသားတချို့ကလည်းတွေးကြတာပေါ့သူ့ကိုဘသူကမှမယုံတော့ဘူးသူ့အချင်းကအလင်းညာပြောနေကြပဲလို့ဆိုပြီးရွာသူရွာသားတွေဟာ မောင်ဆန်ရှားရဲ့အော်ပြောတံကိုလစ်လူရှူလိုက်ကြတယ်မောင်ဆန်ရှားဟာ အချင်းကြကြအော်ဟစ်နေခဲ့ပေမယ့်ဘသူကမှ သူ့ကိုကူညီဖို့တောင်ကုန်းပေါ်ကိုတက်မလာကြတော့ပါဘူး ဘွန်ဘလွေဟာအတားအဆီးမရှိတော့တဲ့အတွက်တိုးတွေကိုလွလွယ်ကူကူဖမ်းဆီးပြီးစားတော့တော့ပါတော့တယ်။မောင်ဆန်ရှားဟာကြောက်ရွံ့မှုနောင်ဒရမှုနှင်းဝမ်းနည်းမှုတို့ဖြင့်သူ့အောက်ပျက်စီးသွားတာကိုကြည့်ပြီးငိုယိုနေခဲ့ရပါတယ်။နောင်ဆုံးမှာတော့ရွာသားတွေဟာတိုးတွေပျက်စီးနေတာကိုတွေ့လိုက်ရပြီးမောင်ဆန်ရှားရဲ့စကားတွေဟာဒီတစ်ခါတော့အမှန်ဖြစ်နေခဲ့ကြောင်းသိလိုက်ရတော့တာပေါ့။ ရွာလူကြီးတဦးကနောင်တတရားများစွာနဲ့ငိုကြွေးနေတဲ့မောင်ဆန်ရှားကိုကြည့်ပြီးပြောလိုက်ပါတယ်။ဒီမဲမောင်ဆန်ရှားမင်းရဲ့အော်ဟစ်နောက်ပြောင်ခဲ့မှုတွေကြောင့်ဒီနေ့မင်းရဲ့အလုပ်ရောရွာသားတွေရဲ့စီးစိမ်တွေပါဆုံးရှုံးခဲ့ရပြီ။လူတယောက်ဟာအလင်းအညာမှုသားစကားတွေကိုထက်ခါတလဲလဲပြောဆိုတဲ့အခါ"သူအမှန်တကယ်အကူအညီလိုအပ်တဲ့အခါကျရင်ဘသူကမှကိုယ့်ကိုမယုံကြည်တော့ဘူး"အမှန်တရားကိုပြောတတ်တဲ့သူရဲ့စကားကိုသာလူတွေကယုံကြည်ကြတာပဲ ်မောင်ဆန်ရှားဟာသူ့ရဲ့အမားအတွက် အကြီးအကျယ်နောက်ထားရနေခဲ့တယ်။သူဟာညီငွေမှုကနေလွတ်မြောက်ဖို့အတွက်မိုက်မဲတဲ့လက်အစားမှုကိုအသုံးပြုခဲ့ရကနေနောက်ဆုံးမှာတော့သူ့ရဲ့ယုံကြည်ကိုးစားမှုအားလုံးကိုဆုံးရှုံးခဲ့ရပြီးကြီးမားတဲ့ဆုံးရှုံးမှုနဲ့အတူဘဝရဲ့ခါးသီးတဲ့သင်ခန်းစာကိုရလိုက်ပါတော့တယ်။ဒီပုံမြင်လေးကနေအဓိကပေးချင်တဲ့သင်ခန်းစာကတော့လောကမှာလူမှုဆက်ဆံရေးလုပ်တဲ့အခါ ယုံကြည်မှု trust ဟာ အရေးကြီးဆုံးသော အရင်းအမြစ်တစ်ခုဖြစ်ပါတယ်မဟုတ်မမှန်မူသားစကားကိုအကျင့်ပါနေအောင်ပြောခြင်းဟာ အခြားသူတွေရဲ့ယုံကြည်မှုကို လုံးဝပြက်ပြားစေနိုင်ပြီး ကိုတကယ်ဒုက္ခရောက်တဲ့အခါကျရင်ဘယ်သူမှကိုကို ကူညီကယ်ဆယ်မှုလာရောက်ခြင်းမရှိဘဲလစ်လူရှုခြင်းခံရနိုင်တယ်ဆိုတာဒီပုံပြင်ကနေအတူယူဖို့တွင်တင်ပြသထားတဲ့အကြောင်းကို KK Story Channel မှာတင်ဆက်ပေးလိုက်ရပါတယ်။ဒီပုံမင်းလေးကနေတားတို့တမီးတို့ညီလေးညီမလေးတို့အတွက်အသိပညာတစ်ခုခုရသွားမယ်ဆိုရင် KK Story Channel မှာကျေးဇူးအထူးတင်ရှိပါတယ်။ဒီပုံမင်းလေးကိုကြိုက်တယ်ဆိုရင် Like and Subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့အောင်နော်။ Bye bye